ထိုင်းဝင်ကြီးချုပ်ပထုံထန်ရှင်နာဝတ်နဲ့ကမ္ဘောဒီးယားဝင်ကြီးချုပ်ဟောင်းဟွန်ဆန်တို့တယ်လီဖုန်းပြောကြားမှုများပေါ်ကြားလာခြင်းဖြစ်ပါတယ်။ကမ္ဘောဒီးယားနိုင်ငံနဲ့ထိုင်းနိုင်ငံနှစ်နိုင်ငံကြားမှာရှိတဲ့နဇက်ဒေသမှာပိုင်နေနယ်မြေငင်းပွားမှုပြဿနာရကြောင်းကမ္ဘောဒီးယားစစ်တီတူကြာဆုံးခဲ့ပြီးနှစ်နိုင်ငံကြားတင်းမာမှုများဖြစ်ပွားလာပါတယ်။ ထိုင်းကမ္ဘောဒီးယားနှစ်နိုင်ငံနယ်စပ်ရေးတင်းမာမှုဖြစ်ပွားပြီးတဲ့နောက်မှာထိုင်းဝန်ကြီးချုပ်ပထုံထန်းရှင်နာဝတ်နဲ့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်ဟွန်ဆန်တို့ဟာတယ်လီဖုန်းဆက်သွယ်ပြောကြားခဲ့ပါတယ်။အဆိုပါတယ်လီဖုန်းပြောကြားချက်များပြင်ပသို့ပေါက်ကြားလာမှုကြောင့်လက်ရှိထိုင်းဝန်ကြီးချုပ်အပေါ်ထောက်ခံမှုများတဖြည်းဖြည်းလျော့နေကြဆင်းလာပါတယ်။ထိုင်းလက်ရှိဝန်ကြီးချုပ်ပထုံထန်းရှင်နာဝတ်ရဲ့ ညွန်ပေါင်းအစိုးရအဖွဲ့တွင်မှပါဝင်တဲ့အခြားသော ထိုင်းနိုင်ငံရေးပါတီများကပထုံထန်ရှင်နာဝတ်ပေါ်ထောက်ခံမှုများကျုပ်သိမ့်မဲ့အရေးအယောင်များထွက်ပေါ်လာပါတယ်။ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းအွန်ဆန်နဲ့တယ်လီဖုန်းပြောကြားရမှာထိုင်းတမရော်ဘက်မှတမူးကြီးများရဲ့ပြောကြားချက်များကိုအဓိကထားပြီးတော့ထည့်သွင်းစဉ်းစားချက်မပြုရနဲ့ချစ်ချစ်ရင်းနှီးမှုကိုအလေးထားရန် ငြိမ်းချမ်းစွာဖြည့်ရှင်ရန်ပြောကြားခဲ့တာဖြစ်တဲ့အတွက်တမရဘော်ကိုပုတ်ခတ်စော်ကားတဲ့သဘောမျိုးတက်ရောက်လာခဲ့ပါတယ်။ထိုင်းနိုင်ငံရဲ့လက်ရှိနိုင်ငံရေးအခြေအနေများကိုဆက်လက်လေ့လာရမှာဖြစ်ပြီးနှစ်နိုင်ငံကြားမှာရှိတဲ့ပြဿနာရပ်များမှတဆင့်ထိုင်းနိုင်ငံရဲ့ပြည်တွင်းရေးပေါ်ရိုက်ခတ်မှုမရှိအောင်လဲတိုင်းနိုင်ငံရေးသမားများကချင်း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 ဆောင်ရွက်ရန်လိုအပ်ပါကြောင်းတင်ဆက်အပ်ပါတယ်။